်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုံအနေနဲ့ မင်းအောင်လိုင်းထောက်ခံတဲ့သူနဲ့စိုးဝင်းထောက်ခံသူဆိုပြီးတက်ထင်းမှာနှချမ်းကွဲနေတယ်။စိုးဝင်းကိုထောက်ခံတဲ့သူကပုံများတယ်။ဘာလို့လဲဆိုတော့ဦးမင်းအောင်လိုင်းကိုရှုံချတဲ့သူနဲ့တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပုံမော်တိုက်ပွဲအတွင်းအလင်းဝင်လာတဲ့အမှတ်သုံးဝန်တင်တိုင်ရင်မှာဝိုင်းရင်တက်ချက်ကြီးတွေနဲ့မိ мян ချက်ဖြစ်ပါတယ်။ကချင်ပြည်နယ်ပုံမော်မျိုးတိုင်းတိုက်ပွဲမှာအမှတ်သုံးဝန်တင်တိုင်ရင်မှာဝိုင်းရင်တက်ချက်သုံးကကချင်လွတ်မြောက်ရေးတပ်မတော် KIC မှာလက်နက်ချအလင်းဝင်ခဲ့ပါတယ်။အဲဒီဝန်တင်တိုင်ရင်ကတိုင်ရင်မှုနဲ့အထက်အရာရှိတွေကအောက်လက်ငယ်သားတွေကိုဖိနှိပ်တာတွေကောင်းမွန်ဖြစ် ာတွေကိုအလင်းဝင်တကြကြီးတောင်းဦးရဲ့ထုတ်ပေါ်ပြောဆိုခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြည်သူတွေရဲ့အိုးအိမ်တွေကိုဖျက်ဆီးမိရှုတာတွေလုပ်နေတယ်လို့ပြည်သူတွေရဲ့ပြည်စည်းကိုလူရက်ခိုးယူတဲ့အကြောင်းတွေကိုလည်းဖော်ထုတ်ပြောဆိုထားတယ်လို့စစ်တပ်ကသစ္စာဒိတ်တန်လေးချက်နဲ့ပြောင်းမြန်ချက်သုံးနေပြီးတပ်တွင်းနှချမ်းကွင်းနေတဲ့အကြောင်းတွေကိုမေးမြန်းတင်ဆက်ထားပါတယ်။ ဆက်လက်ပြီးမုတုံဝင်းမှာစစ်တပ်နဲ့ကျေးရွာအုပ်ချုပ်ရေးဖွဲ့ကပြည်သူများကိုငွေချင်းချောက်တောင်းနေပြီးလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မုတုံမြို့နယ်အဝင်းမှာအကြမ်းဖက်စစ်တပ်ကပြည်သူတအုပ်နဲ့ငွေကျပ်တထောင်အတင်းအဓမ္မကောက်ခံပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရင်အေဒီလာ9ရက်နေ့မုတုံမြို့ အဝင်းတိုးဂိမ်းမှာအကြံဖက်စစ်တပ်နဲ့နင်းပြိုင်ချင်းရွာအုပ်ချုပ်ရေးမှုအောင်မြင့်တန်းဦးဆောင်တဲ့ပြူစောထီတွေကခီးတဲ့တင်ကားရီနဲ့ဆိုင်ကယ်ရီကိုအကြမ်းမဲ့ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အဲဒီလိုဖမ်းဆီးပြီးရင်နောက်ဆိုင်ကယ်တစ်စီးလင်းငွေကျပ်တသိန်းလုံးနဲ့ခီးတဲ့တင်ကားမှလိုက်ပါလာတဲ့ပြည်သူတအုပ်လင်းငွေကျပ်တသောင်းလုံးအတင်းအဓမ္မတောင်းခံပြီးလူငယ်များဖြတ်တန်းသွားလာပါကပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။မုဒုံမျိုးအဝင်းတိုးဂိမ်းမှာစစ်ခွေးရီနဲ့အောင်မြင့်တန်းတို့ဦးဆောင်ပြီးစစ်စင်ကြီးတွေလုံနေပါတယ်။သူတို့စစ်စင်ကြီးတို့ဖြတ်တန်းသွားတဲ့ဆိုင်ကယ်တိုင်းကိုအကြမ်းမဲ့ဖမ်းဆီးပြီး ီးတစင်းကိုတသိန်းတောင်းပါရဲမပင်းရင်ဆိုင်ငယ်သိမ်းပါရဲနောက်ပြီးခီးတဲ့တင်ကားပေါ်မှာပါတဲ့ပြည်သူတွေကိုအကြောင်းမျိုးမျိုးပြန်ဖမ်းပြီးတအုပ်ကငွေကြက်တထောင်တုံးတောင်းပါရဲလူငယ်တွေဆိုရင်လည်းပေါ်တာဆွဲဖမ်းဆီးတာတွေလုံဆောင်နေရလို့ဒေသခံပြည်သူတအုပ်ကပြောပါရဲအကျန်းဖက်စတက်ခန့်အုပ်ချုပ်ရင်မှုအောင်မြင့်တန်းကနင်းပြိုင်ချင်းရွာအတွင်းရှိလူငယ်များနဲ့မြို့ပေါ်နေလူငယ်များကို WYC ပြား ပြစ်ဖန်ခြင်းအပါအဝင်အကြောင်းမျိုးမျိုးပြပြီးဖန်ဆင်းကလူစားတို့စစ်မှုထမ်းဖို့ရောင်းစားခြင်းများကျူးလွန်နေသူဖြစ်ကြောင်းဒါပြင်ဆက်ရုံလုံရုံတဲကိုကန်တဲ့ KTP တွေကိုလည်းအကြောင်းမျိုးမျိုးပြဝင်ရောက်စစ်ဆေးကအမျိုးသမီးငယ်တွေကိုလိမ်ပိုင်းဆိုင်ရာစော်ကားကျူးလွန်နေသူဖြစ်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင် ်ပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရွေးကောက်ပွဲကိုကန္နာကောစာမလုပ်ဖို့နဲ့ပူပေါင်းကြဖို့မင်းအောင်လှိုင်ချင်းချောက်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စကောင်ဆောင်မင်းအောင်လှိုင်ကပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရွေးကောက်ပွဲကိုကန္နာကောစာမလုပ်ဖို့နဲ့ပူပေါင်းကြဖို့ချင်းချောက်မှုတွေလှုံ့ဆော်လာပြန်ပါတယ်။မလ9ရက်နေ့မှာရုရှားမှနေပြီးတော့ကိုအပြန်ခရီးလေးရင်ပေါ်မှာစစ်တပ်လောက်ကမီဒီယာတွေကိုအင်တာဗျူးဖြေကြားစင်မင်းအောင်လှိုင်ကအထက်ပါအတိုင်းချင်းချောက်ပြောဆိုတာပါ။အကြံဖက်မင်းအောင်လှိုင်က၎င်းအနေနဲ့ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပြီးဖြစ်ကြောင်းပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရွေးကောက်ပွဲကိုမဆန့်ကျင်ဖို့မင်းအောင်လှိုင်ကထုတ်ပေါ်ပြောဆိုချင်းချောက်ပြန်ပါတယ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ကျွန်တော်ပြောခဲ့တာရှိရဲဒါကိုကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်ရမှာပါပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန္နာကောစာလုပ်မနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်လို့မင်းအောင်လှိုင်ကချင်းချောက်ပါတယ် မင်းအောင်လိုင်းကရွှေကောက်ပွဲကိုစစ်အာဏာသိမ်းမှုတက်တန်း၅နှစ်ပြည့်တဲ့2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာပြုလုပ်မှာဖြစ်ကြောင်းဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးအာနာသိန်းဖွဲ့အင်းကြီးချင်းများနဲ့မြန်မာတို့ရဲ့ဒုက္ခအိုကြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ခေတ်သစ်သမိုင်းတခြားအရက်သားပြည်သူတွေပေါ်ရက်ဆက်ကြမ်းကြုတ်စွာပြူချင်းခင်မှုတွေက ရှေးတို့မှာသာဖြူဟာပိုင်းအသာစီးရနိုင်တော့လဲရှေးရှေးမှာကြာဆုံးကန်ဥတီနေပြီဆိုတာကိုအကြိမ်ကြိမ်သက်သေပြခဲ့ပြီးဖြစ်ပါတယ်။စစ်တပ်ရဲ့ဖြက်လေးပြက်ဆိုတာကလည်းဒါပဲဖြစ်ပါတယ်။၎င်းတို့ရဲ့လက်ချက်နဲ့မြန်မာပြည်သူတို့ရှင်ဆိုင်နေရတဲ့ကြေကွဲဝမ်းနည်းဖွဲ့ဖြစ်ရက်တွေကိုဘူးလိယဖယုံစင်ပေးခဲ့ကြပါတယ်။အင်းကြီးချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယထိုင်းဘင်္ဂလားဒေ့ရှ် လေးရှားတို့ပဲဖြစ်တယ်လို့ဆောင်းမရှင်ဂျိမ်းရွှေကသုံးသပ်တင်ပြထားပါရယ်အဆိုပါအိန္ဒိယနိုင်ငံများရဲ့လုံရက်တွေကဒေတာတွေမတိမငိမ်ဖြစ်စေတာတာမက၎င်းတို့ရဲ့ကုန်သိက္ခာပါမိမိန်ရုံရော့သွားစေခဲ့ပါရယ်ဆောင်းမရှင်ကလူမှုကိုရက်ဆက်ကြမ်းကြုတ်စွာဖိနှိပ်ခဲ့မှုတွေကြောင့်ကြာဆုံးသွားတဲ့နမူနာတွေအဖြစ်ဗီယက်နမ်စစ်ဆိုဗီယက်တို့ရဲ့အာဖဂန်နစ္စတန်စစ် အမေရိကန်ရဲ့အီရတ်စစ်ပွဲများကိုထောက်ပြသွားခဲ့ပါရယ်အဆိုပါစစ်ပွဲများကိုလေ့လာကြည့်မယ်ဆိုရင်လူတို့ရဲ့ခုခံတွန်းလှန်မှုအင်အားကောင်းတဲ့အတန်းထက်ကောင်းလာခြင်းတရားဝင်ရ ်ရက်တီပိုင်ခွင့်ဆုံးရှုံးသွားခြင်းနဲ့နောက်ဆုံးမဟာဗျူဟာအရာအရေးနှိမ်သွားစေတဲ့အထိဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။တကယ်လို့မြန်မာစစ်တပ်က၎င်းတို့လုံရက်တွေကြောင့်အောင်မြင်မှုတွေများနေရတယ်လို့ထင်နေရင်၎င်းကမကောင်းတဲ့အကျိုးဆက်တွေသာဖြစ်ပေါ်လာမယ်ဆိုတာနဲ့ရေရှည်ကိုထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိလောက်အောင်ထူပိနေတဲ့အဖြစ်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။၎င်းတို့စိတ်ထဲအောင်မြင်တယ်လို့ယူဆနေတာတွေက2019မှာရိုဟင်ဂျာအကြက်အတဲဖန်တီးပြီးတောင်ဝမ်ဆန်းစုကြည်ကိုနိုင်ငံတကာလဲမှာအယုံကြည်မဲ့စေခြင်းနဲ့ 2021အာဏာသိမ်းပွဲဖြစ်လာအောင်လန်းခင်ပြီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံကိုဒီမိုကရေစီနိုင်ငံအနေနဲ့ကင်းကွာသွားစေပြီးတင်ယုတ်ရုရှားအိန္ဒိယဘင်္ဂလားဒေ့ရှ်ကဲ့သို့လူ့အခွင့်အရေးထက်စီးပွားရေးနဲ့မဟာပြည်ဝအကျိုးစီးပွားဦးစားပေးတဲ့အာဏာရှင်နိုင်ငံများနဲ့တလုံးတစီတဲ့ဖြစ်လာခြင်းထိုင်းမလေးရှားဘင်္ဂလားဒေ့ရှ်တို့မှရိုဟင်ဂျာနဲ့ရိုဟင်ဂျာမဟုတ်သူတွေကိုအတင်းအကျပ်ပြန်ပို့ချခြင်းကြောင့်၎င်းတို့တပ်သားစုဆောင်ရေးအတွက်အကျိုးဖြစ်ထွန်းလာခြင်းဖြင့်အသက်ဆက်နိုင်အောင်ပံ့ပိုးပေးခဲ့ကြခြင်းတိုင်းရင်းသားအချင်းချင်းညီညွတ်ရေးပြုကွေအောင်တွေးခွဲခြင်းဘင်္ဂလားဒေ့ရှ်က ခိုင်ပြည်နယ်အတွင်းအာစာဖွဲ့ကိုအားပေးအားမြောက်လုပ်လာတယ်လို့ဆွဆွဲခံလာရမှုနဲ့အတူဒေသဝင်ပဋိပက္ခပုံမိုရှင်ကြားကြီးထွားလာစေပါတယ်စစ်တပ်ရဲ့ပြည်သူတွေပေါ်အကြမ်းဖက်လာခြင်းကကိုကျင်းတိုက်ခါပိုင်းရယွန်ရှာပွဲကောင်းနေတဲ့ပြင်၎င်းတို့ကကမှုရှုလို့နဲ့ကြံရမရဖြစ်လာနေတာကထင်ရှားပေါ်လွင်ခဲ့ပါတယ်အဲ့ဒီအတွက်လူတို့ရဲ့ဒေါသကိုစွာပေးတယ်လို့ဖြစ်လာပြီးတော်လိုင်းကအင်အားကြီးလာစေပါတယ်၎င်းတို့ကိုလည်းနိုင်ငံအုပ်ချုပ်ပိုင်ခွင့်ရှိသူတွေအဖြစ်ရှုမြင်ခဲ့ကြခြင်းလေတဖြည်းဖြည်းဆုံးရှုံးသွားစေခဲ့ပါတယ် လူထုနဲ့လည်းတပြေပြေကင်းကွာလာပြီးအထူးကြံဖြစ်လာခဲ့ပါတယ်။တရားဝင်အုပ်ချုပ်ပိုင်ခွင့်ဆိုတာကိုအကြောက်တရားနဲ့ဖန်တီးယူလို့မရ။တော်လိုင်းအင်အားစုတွေထိန်းချုပ်နေမြေတွေရှိမြို့ရွာတွေကိုမဲမဲမြင်ရာပုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းတွေကြောင့်အရေးပါတဲ့စီးပွားရေးအခြေခံအဆောက်အအုံများပြတ်စည်းသွားစေပြီးလူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့စေပါတယ်။ ဒီလုံရက်တွေကြောင့်တော်လိုင်းရင်ကအားပြော့သွားခြင်းမရှိုံများမက၎င်းတို့အပေါ်မုံတီးယွန်ရှာစိတ်တွေနဲ့၎င်းတို့ကိုဖယ်ရှားမှဖြစ်တော့မယ်ဆိုတဲ့ခံယူချက်တွေနဲ့တော်လိုင်းရင်ကပို့ပြီးတော့အင်အားကောင်းလာခဲ့ရပါတယ်။ နေမြေများလက်လွတ်လိုက်ရတဲ့အပြင်ကြန့်ရှိနေတဲ့၎င်းတို့ပေါ်ထောက်ခံနေမှုတွေလည်းတဖြည်းဖြည်းပြောက်ွယ်သွားပြီးကြာဆုံးကန်တိုင်လာတော့မှဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတွေကလည်းစစ်ကောင်ဆောင်တွေအသက်ဆက်နိုင်အောင်ပံ့ပိုးပေးလာခဲ့ပါတယ်။အိန္ဒိယက၎င်းတို့ရဲ့ HMO policy နဲ့စစ်ကောင်ဆောင်တွေနဲ့ထိတွေ့ဆက်ဆံနေစေဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကိုပုတ်ပွဲလင်းလင်းထောက်ခံအားပေးရမယ့်အရေးကိုရှောင်ရှားလာခဲ့ပါတယ်။တရုတ်ကလည်းဒေသရင်းရှိရှိတည်ငြိမ်ရေးထက်၎င်းတို့ရဲ့ရည်တူအကျိုးစီးပွားကိုသာကြီးစုလှုံ့ဆော်နေစေဖြစ်ပါတယ်။၎င်းတို့ရဲ့စီမံကိန်းတွေဖြစ်တဲ့တရုတ်မြန်မာစီ ီးပွားရေးစင်ကြံလမ်းမကြီးအိန္ဒိယရဲ့ကလတ္တန်မြေကျောင်းကုန်စည်ပို့ဆောင်ရေးစီမံကိန်းအာရှဝေပြည်လမ်းမတည်ဆောက်ရေးတို့ကလည်းအဆိုပါစီမံကိန်းဒေသတွေမှာပြည်သူတို့စောင့်တည်ရမယ့်ဖြစ်လာတာနဲ့အမျှအကြီးအကျယ်ချိန်ချောက်ခံနေရပြီဖြစ်ပါတယ်ဩဂလင်းကလုံခြုံရေးကုမ္ပဏီများသုံးလာခြင်းကလည်းဒေတာကန်ရဲ့လူမှုဖူလုံရေးထက်ပြည်ပကုမ္ပဏီတွေရဲ့အကျိုးဦးစားပေးလို့ရအပြည့်ရှုမြင်လာကြမှာဖြစ်တာကြောင့်ထိတ်တိုက်ရင်ဆိုင်တွေ့လာနိုင်စရာတွေရှိပြီးတင်းမာမှုတွေနဲ့အတူအကြမ်းဖက်မှုတွေပိုပြီးတိုးလာဖို့သာရှိပါတယ်။ စစ်တပ်ရဲ့လူသားတွေပေါ်ရာဇဝတ်မှုတွေကျူးလွန်နိုင်ဖို့အတွက်ကြံရပါပြေပံပိုးပြီးနိုင်ခဲ့တဲ့နိုင်ငံတွေကလည်းမျိုးဆက်ပေါင်းများစွာအမဲဆက်ကြီးဆွဲထင်ကြံရည်သွားတော့မှဖြစ်တယ်လို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင် ကတာမာအင်ဒိုဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၄၀သေဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ကင်ရဲ့အမြောက်များနဲ့တင်ဆက်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကတာမျိုးနယ်မှာအင်ဒိုမျိုးနယ်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၄၀သေဆုံးပြီး29အရှင်ဖမ်းမိကလက်နက်ကင်ရဲ့အမြောက်များနဲ့တင်ဆက်ရရှိခဲ့ကြောင်း KIA ရဲ့စီးရီးသတင်းရင်းမြစ်ကပြောပါတယ်။ မလ15ရက်နေ့နဲ့16ရက်နေ့မှာကတာမြို့နယ်အတွင်းရှိအကြံပတ်စစ်ကောင်စီတပ်သားတွေကအင်အား150ခန်းနဲ့အင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာရောက်စဉ် KIA PDF ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်ကောင်စီတပ်သား40သေဆုံးပြီး29အရှင်ဖမ်းမိကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးစစ်ကြောင်းတစ်ကြောင်လုံးတပ်ပြက်ကကတာမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်ဘက်တွေမှလက်နက်ကင်ရဲ့အမြောက်များလည်းတင်းစဲနိုင်ခဲ့ပြီးလက်ရှိအချိန်မှာနေမြေ ရှင်လင်းရေးတွေဆက်လက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ကတာဘက်ကနေအင်းတော်ဘက်ကိုစစ်ကူသွားဖို့ထွက်လာတဲ့အင်အား150ပါတဲ့စစ်ခွေးစစ်ကြောကို KIA PDF ပူပေါင်းတပ်ဖွဲ့တွေကနှစ်ရက်ဆက်တိုက်ကြားပြတ်တိုက်ခိုက်တာပေါ်စစ်ခွေးအကောင်40သိပြီး29ခုအရှင်ဖမ်းမိတဲ့လက်နက်ခဲရန်တွေလည်းအများအများသိမ်းဆဲနိုင်ခဲ့တယ်လို့ KIA ရဲ့စီးရင်သတင်းအရှင်မြစ်တွေကပြောပါတယ်။ ဆက်လက်ပြီးကလေးမျိုးမှာအသက်မပြည့်သေးတဲ့လူငယ်တွေကိုပါပေါ်တာဆွဲဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးမှာစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့အသက်မပြည့်သေးတဲ့လူငယ်တွေကိုပါဖမ်းဆီးပြီးစစ်တင်နန်းချောင်းကိုပို့ဆောင်နေရလို့ဒေသခံတွေနဲ့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။မလ16ရက်နေ့ကနေ တရနေ့ကနေ့16ရက်နေ့ထိလူငယ်အနည်းဆုံး40ခန်းကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီးစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ဆောင်ခံနေရတယ်လို့သိရပါတယ်။ချင်းခန့်နေတဲ့လူငယ်အုပ်စုကိုစစ်ကောင်စီတပ်ကအစုလိုက်ဖမ်းဆီးခဲ့ပြီးသူတို့ဟာအသက်18နှစ်အောက်ရွယ်ဖြစ်တယ်လို့မြင်တွေ့သူတွေကပြောပါတယ်။တချို့ကလေးတွေဆိုရင်အသက်18နှစ်မပြည့်နဲ့ခေါ်သွားတာရှိတယ်။အခုခေတ်ကလေးတွေကလူကောင်လဲထွားကြတယ်ဆိုတော့ခေါ်သွားကြတာဆိုင်ကနေမြင်ဆိုင်ကမှရှူသွားတာကျမလမ်းမှာတွေ့ခဲ့တာ။ကောင်လေးတွေကငငယ်လေးရှိအောင်မဲစစ်သားတွေကအင်စီကားပေါ်တင်သွားတယ်။ ဲဒီကောင်လေးတွေရဲ့ဆိုင်ကယ်ကိုတော့ရဲနှကောင်ကစီးသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ကလီမျိုးပေါ်ရက်ွက်တွေမှာစစ်ကောင်စီက AC ကပရိုပေါက်ကဖြူမတူကအဖြူတွေနဲ့နေတိုင်းဖမ်းဆီးမှုတွေပြုလုပ်နေပြီးမျိုးပေါ်ကရက်ွက်တချို့မှာလည်းတအိမ်တက်စင်အိမ်နောက်စင်းရင်စင်ရင်နေအိမ်တွေထဲဒီဝင်ရောက်ပေါ်တာဆွဲပြုလုပ်လာတယ်လို့ဆိုပါတယ်။အဖမ်းဆီးကတော့အရင်ထက်တော်တော်များလာတယ်ပြီးခဲ့တဲ့ရက်ကပဲတင်းနှန်းစင်းနဲ့စစ်သားတွေကိုတာဝန်ကျရာတန်ရင်တွေစီကလီ လင်းရင်ကွင်းမှာပို့ဆောင်တာတွေ့ရတဲ့စစ်ကားလေးစီးနဲ့အပြည့်ပဲသူတို့လိုချင်တဲ့အင်အားမပြည့်မချင်းဖမ်းနေမဲ့သဘောပဲလို့ဒေသခံတအုပ်ကပြောပါတယ်စစ်မှုရန်ပတ်စဉ်ဆယ်ကိုအတွင်းစစ်ကောင်စီတပ်ကအရက်သားလူငယ်12655ဦးကိုဖမ်းဆီးခဲ့တယ်လို့ဖေဖော်ဝါရီလအတွင်းမှာထုတ်ပြန်ထားပါတယ်ရှင်